အစ္စလာမ်ဘာသာဝင်ရဲ့ရမဒန်ဥပုသ်ယာလီကိုမြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝှမ်းမှာစတင်လိုက်ပြီဖြစ်လို့မွတ်စလင်တွေဟာပလီတွေမှာတွားရဝိပယုစုတောင်းတာတွေဥပုသ်စောင့်တည်ကြတွေလုံဆောင်နေကြပြီဖြစ်ပါတယ်။အစ္စလာမ်ဘာသာဝင်တွေဟာမနက်နေ့ထွက်ချိန်ကနေညနေနေဝင်ချိန်အထိဒသဆိုင်ရန်ဒေတာလိုင်းသတ်မှတ်ထားတဲ့အချိန်တွေတိုင်းဥပုသ်စောင့်ကြပြီးဥပုသ်ကာလတွေအစာရှောင်ခြင်းဟာစိတ်ပိုင်းဆိုင်ရာတန်ဆင်ခြင်းမိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းနဲ့ ချမ်းမာရေးကောင်းမွန်ခြင်းတွေကိုဖြစ်ပေါ်စေတယ်လို့မွတ်စလင်လူမျိုးတွေကယုံကြည်ကြပါတယ်။နေ့နေ့ဥပုပ်ဖြစ်တဲ့အချိန်မှာတော့ရရွာတွင်ဥပုံဆောင်တဲ့သူတွေကိုဗလီတွေမှာအစာအာဟာရ တွေတွင်ဝင်ကြနေရှိတာအစဉ်လာတစ်ခုပါ။အစ္စလာမ်ဘာသာဝင်တွေရဲ့ရမဒန်ဥပုပ်ကာလကတလကြာမြင့်တာဖြစ်ပြီးဒီကာလရောက်ပြီဆိုရင်အစ္စလာမ်ဘာသာဝင်တွေအများစုနေထိုင်ရာမြို့နယ်ရပ်ကွက်တွေမှာ ဘာသာရေးအရာလိုင်းနာဖွင့်လှစ်ကြတဲ့ဝါပြေမိုးစည်းတမ်းတွေကိုလည်းဘလီဝင်းချင်းတွေမှာစီစီကားကားတွေ့မြင်ကြရမှာဖြစ်ပါတယ်။ဟစ်လန်ဘာသာဝင်ကြီးရဲ့ဥပုပ်ကာလကမက်လာဆန်ပိုင်းမှာစတင်လေးရှိလို့ဒီနေ့မှတစ်ခါတော့တွေ့ရတဲ့ဝါပြေမိုးစည်းတမ်းလေးကိုမက်လာမှာရောင်းချလေးရှိတာ တွေ့ရပါတယ်။ရန်ကုန်မှာဆိုရင်ဘိုးစုံဗလန်အလဲဘလောက်ကဝါပြေမိုးစည်းတမ်းကအလွန်လူသိများပါတယ်။ဒီဝါပြေမိုးစည်းတမ်းလေးမှာ မစ္စလမ်ဘာသာသတ်မှတ်ချက်နဲ့ကိုက်ညီတဲ့အစားအသောက်တွေကိုတော့ရောင်းချကြတာဖြစ်ပြီးဒီထဲမှာအိန္ဒိယရိုးရာအစားအသောက်တွေတောင်မှကမြမရိုးရာအစားအသောက်တွေတိုင်းအနာရိုးရာအစားအသောက်တွေကိုပါရောင်းချကြတာကိုတွေ့ရပါလိမ့်ဒီလိုမျိုးစားစုံလင်းပြီးလက်ဆက်ကဒူရန်စာမျိုးစုံစားလို့ရတဲ့အစ္စလာမ်ဘာသာဝင်တွေရဲ့ဘွားဖြေမုံစည်းတဲ့မှာအစ္စလာမ်ဘာသာဝင်တွေကမကအခြားဘာသာဝင်တွေလည်းဂျိုင်းနေတဲ့ကောင်လာရောက်ဝယ်ယူစားသုံးမှုတွေလည်းများပါတယ်။ ပြောင်းချတဲ့ကြက်သားမဲသားတွေစားတဲ့အသားကိန်းတွေခင်းလျာတွေကိုအစ္စလာမ်ဘာသာသတ်မှတ်ချက်တိုင်းချက်ပြုတ်ထားပြီးအစ္စလာမ်ဘာသာဝင်များရဲ့ခင်ခန့်ဝေချိုင်များနဲ့ချက်ပြုတ်ထားတဲ့အတွက်ဒီဝါပြည်မော်စေးတန်းရှိရာလမ်းကနေဖက်သွောဖက်လာလူတိုင်းကိုဗိုက်စာစေရခြင်းရှင်းနေနဲ့ဆွဲဆောင်နေပါတယ်အစ္စလာမ်ဘာသာဝင်တွေရဲ့ဝါပြည်မော်စေးတန်းမှုနေ့လေလောက်ခေတ်ကစတင်ခင်ချင်းရောင်းချရတာဖြစ်ပြီးဈေးတန်းတစ်ချောင်း အနက်ထောင်ထောင်ထနေတဲ့တံပေါင်းထောက်ဖက်တမင်းပါနီပူရီပလာဒါစမိုင်းအစားရှိတဲ့အစားအစာမျိုးစုံကိုတွေ့ရမှာဖြစ်ပါတယ်။ပလာဒါချက်ကြီးများနဲ့တူအာလူပူရီပဲဟင်းရင်တွေကမဆလာရနှန်းကိုရကြမှာဖြစ်ပြီးအာလူအချမ်းလေးများနဲ့ကလဘဲတော့အကျော်မျိုးစုံအတုံးစုံဗန်ဒီခေါဆွဲကျော်စားရှိတဲ့အတုံးမျိုးစုံဘရာကျော်စမူစာအာလူကျော်စတဲ့အကျော်မျိုးစုံကိုလမ်းလျှောက်များစွာခင်းချင်းရောင်းချနေတာတွေ့ရမှာဖြစ်ပါတယ်။ အခြားနာမည်မသိတဲ့မုတ်တွေစားစရာမျိုးစုံတွေကလာရောက်သူတွေကိုပြန်လဲမထွက်နိုင်အောင်ဆွဲဆောင်နေပါတယ်။စားစရာတွေဝယ်ပြီးအချို့ဘွဲအဖြစ်ရောင်းစုံကြောက်ကြောများနေအခြားချို့ဘွဲမှုများကလည်းအစားတလိုင်းသမားတွေအတွက်အကျိုက်တွေးစီရပါ။ဒီလိုမုတ်တွေတာမကပါဘူးပူတင်မလိုင်းအိန္ဒိယမုတ်ချိုလေးတွေနဲ့တွေ့ရခဲ့တယ်မြမရိုးရမုတ်မျိုးမျိုးကိုပါဒီဝါဖြေမုတ်စီတဲ့မှာစုံစုံလင်းလင်းတွေ့ရတာကစိတ်ဝင်စားစရာပါ တိုင်းတခြားတိုးရဝေးရနဲ့မောသွားတဲ့သူတွေအမောပြေစီဖို့ကြံရင်အုတ်ရှိတီဖြော်ရင်ရောင်းချတဲ့ဆိုင်တွေရှိလို့အခြားတီးနံတွေဖြစ်တဲ့တခွာဖျဲသီးစားတဲ့အတီးနံအမျိုးမျိုးကိုဖျော်ရောင်းတဲ့ဆိုင်တွေလည်းရှိပါတယ်အမျိုးသားစုံလေးနဲ့အစ္စလာမ်ဘာသာဝင်တွေရဲ့ဘုဆွန်ပလန်ကဝါဖြေမုတ်ဈေးရမှာ permanent ဥပုံဆောင်သူတွေဥပုံထွက်ရင်ဘာသာရေးနဲ့ညီစားတောင်းနိုင်ဖို့ရခိုင်တော့ကရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ယခုချိန်မှာတော့သူမျိုးစုံကအလွန်စီကားပြီးညနေပိုင်းညအိုးပိုင်းမှာစားတောင်းဝယ်ယူသူတွေများနဲ့စီကားနေပြီးဒီကာလမှာအစားတလိုင်းသမားတွေနှိမ့်ချကြတဲ့နေရာတစ်ခုဖြစ်လူသိများလာနေပြီဖြစ်ပါတယ်။